ဝေနဲ့အရာရာဝယ်လို့မရဘူးဝေနဲ့ပျော်ရွှင်မှုကိုလဲလို့မရဘူးဆိုတဲ့စကားကြီးကြားဖို့မှာပေါ့နော်လူငယ်တွေပေါ့ចောင်းသားတွေပေါ့ငွေကြေးရပူပင်စရာမရှိတဲ့အခါမှာမိဘချမ်းသာတာအတိုင်းဝိုင်းကောင်းတာတောင်းတင်းတာဒီဟာအောင်မြင်ဖို့ရာကြီးပွားဖို့ရာသူများထက်ထူးချွန်ထက်မြက်တဲ့လူတွေကဘလို့ legacy effect ကိုရခဲ့တယ် အားလုံးပဲမြင်ပါပါရှင်ဒီတစ်ပတ်မှာတော့ပါရကြောင့်ဘူးနေကြစကားတစ်ခုဖြစ်တဲ့ဥပမာဝင်နဲ့အရာရာဝယ်လို့မရဘူးဝင်နဲ့ကြော်ရွှင်မှုကိုလဲလို့မရဘူးဆိုတဲ့စကားကြီးကြားဖို့မှာပေါ့နော်ငငယ်လေးရပတ်ဝန်းကျင်မှာပြောနေရတယ်ကြားဖို့ဒါလေအဲ့တော့ဒီတစ်ပတ်မှာဒီမှာဆွေးနွေးမယ့်ခေါင်းစဉ်ကကျမတို့ရဲ့ financial situation နဲ့ကျမတို့ရဲ့ကြော်ရွှင်မှုဆက်ဆက်မှုရှိလားဆိုတာပေါ့နော်အဲ့တော့အဲ့ဒါကို မှန်တယ်လို့လက်ခံတယ်လို့ရှိတယ်လို့မမှန်ဘူးလို့လည်းလက်ခံတယ်လို့ရှိမှာပဲပေါ့နော်။ဒါပေမဲ့ research တွေအရာသူကပြောထားတာက financial security ဖြစ်မှုဟာတဲ့ပျော်ရွှင်မှုကိုများစွာဆက်ဆက်နေတယ်တဲ့များစွာ supportive ပေးတယ်ပေါ့။ဘာပဲဖြစ်ဖြစ်ပတ်စံအားကျမတို့ရဲ့ဘဝကိုတတောင်တတဖြစ်အောင်စိတ်ပူပင်မှုကင်းအောင်စွမ်းဆောင်ပေးနိုင်စွမ်းရှိရပေါ့နော်။ ငွေကြေးရပူပင်စရာမရှိဘလို့ဘူးဆိုလို့ရှိရင်ပဲစိတ်ကတချမ်းအေးရတယ်။စိတ်အေးချမ်းတဲ့အတွက်စိတ်ကလည်းကြည်လင်လာပြီးတော့ဉာဏ်ရည်ရလည်းကုန်ယူလာတယ်။စိတ်ကြည်လင်တဲ့အတွက်ပုံပြီးပျော်ရွှင်ရသလိုဉာဏ်ရည်ရလည်းကုန်ယူလာတယ်။ဉာဏ်ကုန်ယူလာတဲ့အတွက်ကြောင့်မလို့အခွင့်အလမ်းတွေကိုပုံမြင်နိုင်ပြီးတော့ငွေရှာနဲ့အခွင့်အလမ်းတွေကိုလည်းပုံတိလာနိုင်တယ်။အခွင့်အရေးတွေကိုလည်းပုံပြီးတော့မိမိရရဆုတ်ကင်နိုင်တဲ့အတွက်ကြောင့်မလို့ financially success ဖြစ်ဖို့အတွက်လည်း directly or indirectly support ပေးတယ်ပေါ့နောက်တစ်ခုကလူငယ်တွေပေါ့ကြောင်းသားတွေပေါ့ငွေကြေးရပူပင်စရာမရှိတဲ့အခါမှာစိတ်အေးလက်အေးနဲ့ပညာကိုသင်ယူခွင့်ရှိတယ်ကိုသင်ခြင်းနဲ့ပညာကိုကိုကသင်ယူနိုင်စွမ်းရှိတယ်ကိုတက်ခြင်းနဲ့အကြောင်းကိုတက်နိုင်စွမ်းရှိတယ်အဲ့ဒီကနေပြီးတော့မှ ငွေကြေးကြောင်းမို့လို့ exposure တွေပုံပုံကျယ်ပြန့်လာပြီးတော့ exposure တွေပုံပုံရလာပြီးတော့ပုံပုံကျယ်ပြန့်တဲ့ networking တွေကိုဝင်ဝင်ရလာတယ်။အဲ့ဒီ networking ထဲမှာရှိတဲ့အောင်မြင်တဲ့သူတွေ၊ကြီးပွားချမ်းသာသူတွေနဲ့ပုံပုံထိတွေ့ဆက်ဆက်ဝင်ရတယ်၊ပြောဆိုဝင်ရတယ်။သူတို့စီကလေးလာတင်ဝင်ရတဲ့အခါမှာအတူယူဖို့အခွင့်အလမ်းနေရတယ်။ပြီးရင်ဒီလူတွေဒီ networking တွေစီကနေပြီးတော့ supportive ကြီးရတဲ့အတွက်ကြောင့်မလို့ထောက်ပံ့ကူညီမှုတွေရနိုင်တယ်ပြီးတော့သူတို့စီကနေ referral တွေရနိုင်တဲ့အတွက်ကြောင့်မလို့ပိုသွားတဲ့ education လမ်းကြောင်းမှာတော့၎င်းကိုယ့်ရဲ့ career လမ်းကြောင်းမှာတော့၎င်းပိုပြီးတော့တက်တောင့်တတာဖြစ်စေတယ်အဲ့ဒီလိုအခွင့်အရေးတွေမရှိတဲ့လူတွေထက်ဆိုင်ရင်ပိုပြီးတော့ရှေ့ရောက်တယ်ပို့ပြီးတော့ ease ဖြစ်ပြီးတော့စူးစမ်းရတာလွယ်ကူတယ်ပို့ပြီးတော့ရှေ့ရောက်နိုင်စရာအခွင့်အလမ်းတွေရှိတယ်ပေါ့ အဲ့တော့ဒီလိုဘာကြောင့်ဖြစ်ရတာလဲဆိုရင် သူတို့ရဲ့မိဘအတိုင်းဝိုင်းသူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ legacy တို့မဟုတ်လို့ရှိရင် fan of the root of success ပေါ့နော်အောင်မြင်မှုကိုတွားဖို့အတွက်ရေတောက်မြစ်ကောင်းတစ်ခုကိုရရှိထားတာဖြစ်တဲ့အတွက်ကြောင့်လို့အောင်မြင်မှုဆိုတဲ့ရှင်တန်ကြီးထွားမှုကိုတွားရလမ်းကြောင်းမှာပုံမှုပြီးတော့ဉာဏ်ရွယ်ပူစီတယ်ပေါ့ ဒီနေရာမှာဂျုံတုံးလေးအနေနဲ့စောင်းတုပ်ကိုညွှန်းချင်ပါတယ်။ Melcon Blackway ရေးတဲ့ outlier ဆိုတဲ့စောင်းကလေးကိုဖတ်ဖို့ညွှန်းချင်ပါတယ်။ဒီစောင်းကလေးမှာဆိုလို့ရှိရင် outlier ရဲ့ဒီသူများထက်ထူးကျွန်းထက်မြတ်တဲ့လူတွေအဘလို legacy effect ကိုရခဲ့တယ်။အဘလို opportunity တွေရခဲ့တဲ့အတွက်ဘလို့မျိုး outlier ဖြစ်ခဲ့တာလဲဆိုတော့သူက research factor တွေနဲ့တေချာတင်ပြထားတာဖြစ်ပါတယ်။ တစ်ချိန်မှာလဲဘုတ် review မဟုတ်တော့ညာလဲ brief လေးနေနဲ့တင်ပြနိုင်အောင်ကြိုးစားပါအောင်မယ်။အဲ့တော့ခုနဟာနဲ့ပြန်ဆက်ရမယ်ဆိုရင်မိဘချမ်းသာတာအတိုင်းဝိုင်းကောင်းတာတောင့်တင်းတာဒီဟာအောင်မြင်ဖို့ရာကြီးပွားဖို့ရာပိုပြီးတော့လွယ်ကူစေတယ်။ဒါပေမဲ့မိဘအတိုင်းဝိုင်းကောင်းတိုင်းကြီးပွားချမ်းသာတဲ့သူတိုင်းအတိုင်းဝိုင်းကလာတဲ့လူတိုင်းအောင်မြင်ကြီးပွားတာမဟုတ်တော့ညာလေ ဒီအတိုင်းဝိုင်းဒီချမ်းသာမှုတွေကလာတဲ့လူတွေအောင်မြင်ကြီးပွားလို့စိတ်ရှိတဲ့လူတွေအတွက်တော့ဒီ money ငွေကြေးသို့မဟုတ်ဘဲပိုင်ဆိုင်မှုတွေဟာဒီလူတွေရဲ့အောင်မြင်မှုတွားရလမ်းကြောင်းကိုပုံမလွယ်ကူစေတယ်ပုံမချုံးဝေးစေတယ်ဆိုတာတော့အမှန်တရားတစ်ခုဖြစ်လက်ခံထားရပေါ့နော်အဲ့တော့အဲပြိတက်လည်း အဲလက်ခံတယ်မလက်ခံဘူးဆိုတာအဆင်ပြေ comments လေးရေးပြီးသွားပါအောင်အတွေ့အကြုံရှိရင်လည်းဝေမျှသွားပါအောင်လို့တောင်းဆိုရင်းနဲ့နောက်တစ်ပတ်မှာပြန်ဆုံပါဦးမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်